โอ้โอ้ก้าวเลยละคู่ดิดูไตท่าเลยก้าวเลยโอ้มายก็อดซุยยะเลยบรอดคาအားလုံးမင်္ဂလာပါဗျ JDS ကျွန်တော်ပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီကနေ့မှာတော့ကျွန်တော်တို့မြန်မာပြည်သက်တွေစိတ်ဝင်စားစောင့်မျှော်ကြည့်ရှုခဲ့ရတဲ့ Bronica ရဲ့ဝေ့စဉ်ကောင်းတဲ့ပွဲလေးကိုပြည်သက်တွေနဲ့အတူအဆအဆုံးကြည့်ရှုရင်းနဲ့ commentator အနေနဲ့ပြုလုပ်တင်ဆက်ပေးသွားပြီးမဲ့ပြင်ဒီပွဲနဲ့ပတ်သက်ပြီးကျွန်တော်ရဲ့ team chat လေးတွေကိုလည်းထည့်သွင်းတုံ့တက်ပြောဆိုပေးသွားမှာဖြစ်ပါတယ် Okay ဒါဆိုရင်ကျွန်တော်အများကြီးမပြောတော့ဗျပွဲစဉ်လေးကိုအခုပဲတွားလိုက်အောင်ပါ Bronica ကတော့ဒါပွဲကြုံမှာဆိုတော့သူ့အနေနဲ့ဒီပွဲမှာဒါသူ pausing ကို အဓိကအသာပြုမယ်ပေါ့နော်ဒီကဘောင်စင်ပိုင်းမှာပိုကောင်းတယ်ဒီတို့ကြောင့်တို့အနေနဲ့ဒါအနိုင်ရယူနိုင်ချေရှိတယ်ဆိုပြီးတော့မှယုံကြည်မှုအပြည့်ရှိတဲ့အကြောင်းကိုကျွန်တော်ဒါအင်တာဗျူးတွေမှာတွေ့မြင်ခဲ့ရတယ်ပေါ့နော်ဟုတ်ကဲ့အဲ့တော့ကျွန်တော်အများကြီးမပြောတော့ဗျဒါပွဲစဉ်ထူးတက်နေပြီဆိုတော့ပွဲစဉ်ကိုအဓိကသွားလိုက်အောင်ပါဒီဖက်ကတော့ဥစ္စာလုံးကျွန်တော်ဘော်ဒီကစ်တွေထွက်လာတာမြင်တွေ့ရတယ် ရဖန်စကန်ဗဲရာကျွန်တော်ပြောမယ်ဆိုတော့ပထမချစ်ပဲရှိသေးတယ်။ဒါပူကက်ပြီးမှဖိထိုးတာမျိုးတွေ့ရတယ်ဗျ။ပေါ်စီကွဲလုံးနေကောင်းမယ်တောင်ရဲချက်တွေကောင်းနေဗျ။ဘရိုနီကာမီနဲ့ဘန်တူကောင်းနေဖရန်ကက်ဒါချီကန်ချက်တွေကိုကျွန်တော်ဒီဆလာကနေဒီဖမ်းဖမ်းပြီးတော့မှဒါကစားနေတာမျိုးတွေ့ရတယ်ဗောနော်ဖရန်စကန်ဗဲရာမျိုးလေ။အဲ့တော့ဒီ clinching နေသားမှာကတော့ရရရှိတဲ့ fighter တွေပေါ့နော်ပြောစမ်းတယ် ဘူးတိုင်းမှာသူ့ဂျွန်ချီကဖိုက်တာတွေကိုမင်းများကလာတားတားကြတယ်ပေါ့နော်ခြေတော့ဖမ်းတာလေတော်တယ်လို့ပြောလို့ရတယ်ဗျဘိုက်ခူတွေကောင်းတယ်ဗော်နီကာမင်းနဲ့ဟန်ချက်ကတော့ပြက်ပြက်သွားနေပြန်ကစားပုံကိုကျွန်တော်တို့အဖက်ကဒီချီလီနိုင်ငံသူကရုံးမယ်ဆိုတော့ဒါတိထားပုံရတယ်ဒါချီကန်ချက်ထွက်လာတိုင်းကိုဖမ်းဖမ်းပြီးတော့မှဒီကောင်တော်ပြန်ပြီးပူလာနေတွေ့ရတယ်ပေါ့နော် ဲ့တော့ပွဲချုံမှာပြောဆိုခဲ့တယ်ဗောနော်သူ့အမိနဲ့ဒီအပေါ်ဝေးချပြီးမှဒီအမရယူမှုစနစ်ပုံစံမျိုးနဲ့ကစားမယ်ဆိုတဲ့အရာကဒါကတော့ပြောမယ်ဆိုရင်သူ့ရဲ့ you have to you လို့ပဲပြောမှာပြတကယ်တကယ်ကျွန်မရှင်ပြန်ကူးတဲ့အချိန်မှာဆိုတော့သူ့အမိနဲ့ဒီကူးကပ်ပြီးတော့မှဒီ clinch ဒီဂုတ်ကိုဆွဲခံပြီးတော့မှဒါဒူးတိုက်ပြီးတော့မှဒါရှင်ပြန်ကစားတယ်ဗောနော်ကောင်းတယ်ကျွန်တော်1 2ဝင်ထားတယ်ကောင်းတာကောင်းနေပြဗရိုမီကာ အပတ်ခရီးဝင်ထားတယ်။ဟော်ရီကက်ဖရစီကာကောင်းတယ်။စပင်းဘက်ဖစ်တွေတော့တုံးလာတယ်ဗျ။1 2ဒီပေါ့စင်ပိုင်းမှာတော့ဘရိုနီကာနီနဲ့ကောင်းတယ်လို့ပြောလို့ရတယ်ဗျ။ တပတ်ကတည်ငြိမ်မှုရှိတယ်ကျွန်တော်ဒါအခွင့်အရေးကိုမိမိရဲ့ချောင်းနေတဲ့အနေအထားမျိုးတွေတွေးရတယ်။ Okay ပြန်ထားတယ်။ဒါ right ဟုတ်တယ်ပြန်ပြီးအထီးခံထားရတယ်တွေးရတယ်။ budget ထပ်ထားတယ်ကောင်းတယ်ဗျ။ဘာကူလက်ခုကောင်းတယ်ဗရိုနီကာကဲပရမန်ချီမာတော့ပြောမယ်ဆိုတော့ဒါကျွန်တော်ရဲ့အမြင်အရတော့ဒါဗရိုနီကာကိုဒီအတာပီးချင်တယ်ဗျဘာကြောင့်လဲဆိုတော့ဒီကျွန်တော်တို့ ။ဘောက်စင်ပိုင်းမှာကဗော်နီကာဒါတာခဲ့တယ်။ဒါဒီချက်ပိုင်းအရာပြောမယ်ဆိုရင်ဒါတာတဲ့အနေအထားမျိုးတွေဒါတူခဲရတယ်ပေါ့နော်။အဲတော့ကျွန်တော်ဒီချီကန်ချက်ပိုင်းမှာကတော့ဒါအခွင့်အရေးတိတ်မရလိုက်ဘူးဗော်နီကာမြေတပတ်ကဒါချီကီနိုင်ငံသူကလည်းပြောမယ်ဆိုရင်တော့ပြင်ဆင်မှုပိုင်းမှာကျွန်တော်တော်တော်လေးအကောင်းတယ်လို့ပြောလို့ရတယ်ဗျာ။ဒါပထမချီပဲရှိသေးတယ်ဆိုတော့အဲဆန်းတာမျိုးတိတ်မတွေးရဘူး။ခြေထောက်ကိုကျွန်တော်လမ်းဖမ်းဖမ်းပြီးတော့မှဒီကောင်တာကိုပြန်ပြီးဒါပြစ်ကျွေးတာမျိုးတွေးခဲရတယ်ပေါ့နော်။ တော့ချီလီနိုင်ငံသူကပြောမယ်ဆိုတော့ကစားပုံရပြောမစိုးဘူးဒါတပ်ပေါက်တွေကျွန်တော်ကြည့်လိုက်မယ်ဆိုတော့တပ်ကဗရောင်နီကာနဲ့ဆိုင်တော့ဒါစုံလင်မှုရှိတယ်လို့ပြောလို့ရတယ်ဗျဒါချုပ်ဘူးတွေကောင်းကောင်းတုံးနိုင်တယ်โอเค round 2ပြစ်ပါလိမ့်ဒီပရမချီရောဗရောင်နီကာတားတယ်ပေါ့နော်ကျွန်တော် round 2ကြည့်လိုက်အောင်ပါဗရောင်နီကာကျွန်တော်နည်းနည်းလေး pressure ပေးထားတယ်1 2 day ပတ်စင်းတွေဝင်ထားတာမျိုးတွေ့ရတယ်ဗျ။ Frankie Cannon နဲ့ ချစ်တော့ဖန်တာတော်တယ်ဗော်မီကာချစ်ကန်ချက်တော့ကျွန်တော်တို့ခဏခဏတုံးလို့တော့မရတော့ဗျာနေထားကြည့်ရတလို့ဆိုတော့တစ်ဖက်ကကျွန်တော်တို့ဒါလွတ်ရနေတယ်ဒီလာမယ့်ဒီကန်ချက်တိုင်းကိုပြုနေဖမ်းနိုင်တယ်ဗျာဘောလီရှော့တွေကူထားတယ်ဟိုးဗော်မီကာကျွန်တော်တက်လုံလေးကြာလာတာမျိုးသတိထားမိတယ်ဗျာဟိုးချစ်ကန်ထားရတယ်စပင်ဘတ်ဖေးမတုံးပါနဲ့အဲ့တော့ဒါတော့သူ့ရဲ့ဒီ ပြောမယ်ဆိုတော့တိုက်ခွတ်တော့ပေါ့နော်ဒီဒီ time fight မှာလည်းတွေ့ခဲ့ရတယ် spinning back fake ခဏခဏတုံးတယ်ပေါ့နော်ဒီ body shot ကောင်းနေပြန်ပေါ့ဒီကကောင်းတယ်1 2 body shot ဝင်ထားတယ်တပက difference ကဘယ်နာလဲမာကွန်ကောင်းတယ် oh my god ဒူးတိုက်ချက်ကောင်းနေပြန်โอ้ทับิดูไต่ท่าเลยก้าวเลยดูไต่ชักอ่ะ အပခန့်ဒါပေချက်တွေပဲထောက်လက်သီးတွေရတယ်ဘောင်နီကတိတိမိမိထောက်မှန်တယ်ကောင်းနေဗျပြန်လန်ကျွန်တော်ကြီးချက်လေးတွေကျွန်တော်ရယူပြသွားနိုင်ခဲ့တယ်အဲ့တော့ Francisca Vera ကကျွန်တော်အခုပိုတာတာကဒီဒုတိုက်ချက်မှာတော်တော်လေးကောင်းမှန်မျိုးကိုတွေ့မြင်နေရတယ်ပေါ့နော်။ဟိုးရိုက်ခုထွေးထားတယ်ပရက်ရှာပေးထားတယ်။ကျုံကျွန်တော်ကလင်းချင်းနေထားကနေဆက်တိုက်ကျွန်တော်ပရက်ရှာပေးလာတာဒုတိုက်ချက်တွေရောရိုက်ခုတွေပြစ်ထွေးထားတယ်ဗျာ။ Rustigan Perron နေနဲ့โอ้ไลคูลาคูโอ้มายกอซูยิงရတယ်โอ้โอ้ကောင်းတယ်လက်ခုတွေဘူးတိုက်ထားတယ်ကောင်းတယ်โอ้มายกอซูยิงရတယ်ဘရော့ကာလက်ခုไลคูจွေထားတယ်ရပြီလားမသိဘူးစတိုက်ကျွေးထားလေးတဲ့ဗျာခရင်ရှင်နေထားဂုတ်ကိုဆွဲကင်ပြီးမှတော့ဒူးတိုက်တာတော်တော်လေးကောင်းတယ်။ဆိုရင်ရတယ်ကျွန်တော် round 2မှာ Francisca Vera တော့နီကပ်ပရက်ရှာပေးမှုကျူးစားနေတာဖြစ်တယ်။ဟိုအော်ရိုက်ခုကျွေးထားတယ်ဒူးတိုက်ထားတယ်ကောင်းနေထပ်ပြီးရိုက်ခုလက်ခု Oh my god လက်ခုကျွေးထားတယ်ဗျာဖရက်စကာဗဲရာတိုင်းကကျွန်တော်ကြည့်နေတာဒါပွဲရက်မလို့လုံနေတယ်ဗျာနည်းနည်းစိုးရင်ရတယ်ဘရောနီကာနေနဲ့တောင်းခံထားမှရမယ်ဗျာလက်ခု Oh my god ခန္ဓာတော်ခဲ့တယ်လို့ပြောမယ်ဗျာတော်တော်လေးကိုကျွန်တော် ဒီကျွိုင်းထောင်းပါဘောနော်ဒါလုံးဝကိုဒါ PRP ချင်းခံရတယ်ဒါတိုင်းတော့မှကျွန်တော်တကယ်လို့ဒါအချင်းနေမဟမ်းဆိုတာပွဲရဖို့အနေထားမျိုးတွေတော့မှဒါလုပ်ဖို့ပြင်ဆင်နေတယ်ဘောနော်ဒို့ဆိုဒါ Chronica နေနဲ့ဒုတိယချီအချီပြီးသွားလို့ဒါခံတာသွားခဲ့လို့ပြောမှာကြအဲ့တော့ကျွန်တော်အချိန်တန်နောက်ထပ်အနေငယ်တော့ရလိုက်မယ်ဆိုတော့ Chronica နေနဲ့မလွယ်ဘူးကျွန်တော်အရှုံးနဲ့ရင်ဆိုင်သွားရမှန်းချီရှိတယ်ဘောနော် အဲ့တော့ကျွန်တော်ဒီဒုတိယခြေမှာပါကိုတတိယထားမိတယ်လဲဆိုတော့ကျွန်တော်ဒုတိယခြေရဲ့ဒီအစပိုင်းပဲရှိသေးတယ်ပေါ့နော်ဒါပရော်နီကာအနေနဲ့ဒါတက်လုံပိုင်းကကျွန်တော်ဒီချလာတဲ့အနေထားမျိုးလေးဒါတတိထားမိတယ်ပေါ့နော်အဲ့တော့တော်တော်များများကကျွန်တော်ပရော်နီကာအနေနဲ့ဒီဘိုက်ကိုကျွန်တော်ဒူးတိုက်ခံရလို့ဒါအတိနာပြီးတော့မှတက်လုံကြနေလို့ဒါပြောကောင်းပြောလာနိုင်တယ်ပေါ့နော်အဲ့တော့ကျွန်တော်အမြင်ကတော့အဲ့လိုတော့မဟုတ်ပြဒီပထမဒုတိယခြေအစမှာကလေးကကျွန်တော်တက်လုံကြလာတာတတိထားမိတယ်ပေါ့နော် ဒီပရှာပြီးထားတဲ့ round 3ဖြစ်ပါတယ်ကွန်ဘိုသွဲလုံးတွေဝင်ထားတယ်ဘရိုနီကာကောင်းတယ်ဘော်ဒီရှော့ဝင်ထားတယ်ဆိုရင်ရတယ်ကျွန်တော်အရင်ကြီးဖြစ်ရမပေးနဲ့ဗျာတက်လုံတွေတော်တော်လေးဒါရင်းပြီးတော့မှထိုးတဲ့သဘောမျိုးဖြစ်တယ်ပေါ့နော်တကယ်လို့တက်လုံကုန်သွားမယ်ဆိုရင်ဒါတစ်ဖက်ကကျွန်တော်တို့ဒါရှင်ပြန်ထိုးနဲ့လာတဲ့ထိုးချက်တွေကိုဒါခံသွားရဖို့ရှိတယ်ဘာကချီလီနိုင်ငံသူကပြောလို့ဆိုတော့မာဂုံရပြောလို့အာတခြားသောဖိုက်တာတွေထက်ဆိုင်တော့မာဂုံရှိတယ်လို့ပြောလို့ရတယ် ။ဟိုးအပါခက်ကောင်းတယ်ဗရိုနီကာ။အပကချီလီနိုင်ငံတွေ့ကောင်းတာလေကောင်းနေပြန်တရုံရိုက်ချက်ပြီ။ဝိုးဒူးတိုက်ထားတယ်စိုးရင်ရတယ်ဗရိုနီကာ။ခရစ်ရှင်နေထားမှာဒီဒူးတိုက်တာတော်တော်ကောင်းနေတယ်။အဲ့တော့ဗရိုနီကာအနေနဲ့ဒုတိယချီမှာဒါအချီနေမဟန်ဘူးဆိုတာဒါသိထားတယ်။အဲ့တော့ round 2မှာသူ့အနေနဲ့ ဒါစကရေကဒါဖိအပေးပြီးတော့မှဒါထူးတက်နေတယ်မနော်ရတူနေနဲ့ပွဲချက်ဖို့ကျွန်တော်အဓိကဥတီပြီးတော့မှဒါရှင်ပြန်ကုတက်နေတာဖြစ်တယ်ဒါကောင်တာလေးစက်တိုက်အထိခံထားရတယ်ဗျာချီလီနိုင်ငံသူရဲ့ဒရုန်ရဲ့ချက်တွေတော်တော်လေးကောင်းတယ်ဘလက်တီကပါဝါမပြင်းဆိုမဲ့ဒီဒရုန်ရဲ့ချက်တွေထိမယ်ဆိုရင်ဘရွန်ကာနေနဲ့တော်တော်လေးကိုအထိနာမယ်ဗျာအဲ့တော့အိုးအနီကကျွန်တော်ဒရုန်ရဲ့ချက်တွေကောင်းတယ်သမီးဖရန်ကင်ကိုကန်ထားတယ် ဖရန်စစ်ကဘဲရာကျွန်တော်တော်တော်လေးပြင်ဆင်လာတယ်လို့ပြောမှပြ။ Oh, right who? Round 3မှာကျွန်တော်အချိန်နေကိုဒါရှင်ပြန်ထုတ်တက်နေတာမျိုးတွေ့ရတယ်ပေါ့နော်။ Tonika Round 3မှာကျွန်တော်မစိုးလို့ပြောလို့ရတယ်ဒီ Round 2နဲ့ဆိုင်တော့အနေငယ်လေးကျွန်တော်ဒါပြပြပေးနိုင်တဲ့အနေအထားမျိုးတွေဒါဒီပထမအဖြတ်အပိုင်းမှာတော့တွေ့ရတယ်ပေါ့နော်။အဲ့တော့ ကျွန်တော်ဒီနောက်အဖြစ်ကတော့တော်တော်လေးဒီတက်လုံကြလာတယ်။ဖိုင်နန်ဦးတော့တက်လုံကြလာပြဒါပေမဲ့ဘရိုနီကာပုံပြီးကြလေလို့ဒါခံစားရတယ်။ကြချတယ်အပြင်းလန်းဖရန်ကစ်ကန်ထားတယ်။ဒီဂုတ်ဆွဲကင်ပြီးတော့ဒီဒူးတိုက်တဲ့အပိုင်းဒီကန်ချက်ပြီးအပိုင်းရတော့ချီလီနိုင်ငံသူနဲ့လုံးဝတာခဲ့နေပြကြည့်ရတဲ့နေထားလို့ဆိုရင်။ကောင်းတယ်ကျုံ Oh my god ။အပညာပိုင်းမှာကျွန်တော် ာတယ်လို့ပြောလို့ရတယ်တပောက်ရလဲဒါစုံနေပြလက်တီတော့တိတ်တော့အသားမပြူပြသူ့နေလက်တီအသားပြူမယ်ဆိုတော့ဒီဘရိုနီကာလို့ကျွန်တော်မာကွန်ရှိတဲ့ဖိုင်တာကိုသူ့နေအလဲထူးနိုင်ဖို့ဆိုတာကမလွယ်ဘူးဆိုတာကျွန်တော်ဒါတိထားပုံရတယ်ဗျ Oh my god နောက်ဆုံးတစ်ချက်မှာဒါ Frankie ကောင်းကောင်းကန်နိုင်ခဲ့တယ်ဗျနော်အဲ့တော့ကျွန်တော်ရဲ့အမြင်ကတော့ပရမချီကလွဲလို့ပေါ့နော်ဒီကျန်တဲ့မချီမှာကဒီ Frankie ကဖဲရာအနေနဲ့ဒါလုံးဝ ာပရိုနီကာထက်ကျွန်တော်ကဖက်ဖက်မှာသာတာခဲ့တယ်လို့ပြောလို့ရတယ်ဗျ။အဲ့တော့ကျွန်တော်ရဲ့အမြင်အရကိုပြောမယ်ဆိုတော့ဒါပရိုနီကာရဲ့အကြီးမားဆုံးအားနည်းချက်ကတော့ဒါတက်လုံဖြစ်တယ်ပေါ့။အဲ့တော့ဒီလိုပြောလို့ဒါပြိတ္တိတော်များများကဒါမီးအောင်ထောက်လာနိုင်ချေရှိတယ်ပေါ့။ပရိုနီကာကဒီပွဲမှာဒါဝိတ်ထားရတဲ့ကြက်တနာတွေအဲ့ဒီပွဲစဉ်မှာကျွန်တော်ကသူတို့ပြည်ချင်းနိုင်ငံတကယ်ဒီတိုက်ချက်တွေဒါတော်တော်လေးခံရတဲ့အတွက်ကြောင့်မို့ဒါအထိနာပြီးတော့မှဒါတက်လုံကြောက်သွားတယ်ဆိုပြီးတော့ဒါအမျိုးမျိုးကျွန်တော်ပုံစံမျိုးမျိုးနဲ့ဒါပြောဆိုလာနိုင်ချေရှိတယ်ပေါ့။အဲ့တော့ ကျွန်တော်ဒီ Bronica အနေနဲ့ Time Fight မှာရှင်းပြတက်သွားခဲ့တဲ့ဝိဇင်တော်တော်များများကိုတွားပြီးလေ့လာကြည့်မယ်ဆိုတော့ဒါပိတ်သက်ပြီးအနေနဲ့ကျွန်တော်တတိမထားမိတဲ့အရာတစ်ခုရှိမှာပေါ့နော်အဲ့ဒါကတော့ဒါ Bronica ရဲ့တက်လုံးဖြစ်တယ်ပြအဲ့တော့ဒီအထူးပြင်ဒီပွဲစဉ်မှာဆိုတော့ဒါ Bronica အနေနဲ့ဒါဒုတိယအခြေရဲ့ကျွန်တော်ဒီအစပိုင်းပဲရှိသေးတယ်ပေါ့လားအဲ့ဒီအချိန်မှာကတည်းကတက်လုံးကစပြီးဒါကြာနေတာမျိုးတွေ့ရတယ်ပေါ့နော်အဲ့တော့ဒီ time fight မှာတော့ငါဆိုတော့ဒီပြောမယ်ဆိုတော့တချီထိုးပြီးကျွန်တော်နှစ်မိနစ်လောက်ဒါနားရတဲ့အတွက်ကြောင့်ဒါပိတ်ပြီးတော့မှတော့ဒီမတိတာခဲ့ဘူးပေါ့နော် ဲ့တော့ဒါကျွန်တော်အနေနဲ့ကတော့ကျွန်တော်ကရိုနီကာမျိုးထိုင်ထိုင်မှာရှင်မင်းထူးသက်သွားခဲ့တုန်းကဆိုတော့တတိထားမိတာကမပြောမစမ်းတော့နေနဲ့ဒီကင်ဖက်တွေနဲ့ရှင်မင်းထူးသက်သွားတဲ့အချိန်တိုင်းမှာလို့ပြောတော့တက်လုံကစိုးရိမ်ရတဲ့အနေထားမျိုးတွေကကြုံတွေ့ခဲ့ရတယ်ပေါ့နော်အထူးသဖြင့်ဒါသူ့ရဲ့ကစားပေါအရာပြောမယ်ဆိုရင်ဒီထူးချက်တွေကန်ချက်တွေကလည်းပြောမယ်ဆိုရင်ဒီ range တတော်အတွင်းမှာကျွန်တော်ကစားတာမျိုးမဟုတ်ပေနဲ့ဒါ right hand left hand ချီကန်ချက်တွေဖြစ်စီကျွန်တော်အပပါနဲ့ဒါထိုးတယ်ကန်တယ်ဒီအတွက်ကြောင့်ဒီတက်လုံပိုင်းအရာပြောဒီတခြားသော fighter တွေလက်ဆိုင်တော့ပုံပြီးတော့ ဒါကုံနေပေါ့နော်ပြောမစွန်တော့ဒါရင်းနေပို့ပြီးရင်းရတယ်ပေါ့နော်အဲ့တော့ဘရိုနီကာနေနဲ့ကတော့ပြောမစွန်တော့သူတစ်ပြင်းဒါသူ့အနေနဲ့ဒီသူ့ရဲ့အဓိကအားနည်းချက်ဖြစ်တဲ့ဒီတက်လုံကိုသူကိုယ်တိုင်ကဒါသိထားတင်တယ်လို့ဒါထင်တယ်ပေါ့နော်အဲ့တော့ဒီကိုယ့်ရဲ့ကိုကဒီအထူးသဖြင့်ဒီတက်လုံပိုင်းမှာအားနည်းနေလို့ဆိုရင်ဒီတက်လုံကိုဟာကိုယ်အနေနဲ့တုံးချီပြည့်တဲ့အချိန်ထိဒီတက်လုံကောင်းကောင်းနဲ့ဘလို့ပုံစံမျိုးနဲ့ဒါတက်လုံကိုချွေတာပြီးတော့မှဒါရှင်ပြန်ပြီးကစားသွားတင်တယ်လေဆိုတာပေါ့နော်သူကိုယ်တိုင်ကလည်းကျွန်တော်ဒါပွဲတစ်ပွဲဒီမရှင်ပြန်ထူးတက်ခင်ကလေးက ဝန်ဒီအပိုင်းကိုဒါအဖြစ်ဖြစ်တာပြင်ဆင်ထားတင်တယ်လို့မြင်တယ်ပေါ့နော်ကျွန်တော်တို့ယုံကြည်တယ်ဗျနောက်လာမယ့်ပွဲစဉ်မှာဒါဘရိုနီကာရဲ့သူ့ရဲ့အငယ်ချက်တွေကဒါအကောင်းဆုံးပြင်ဆင်ပြီးတော့မှဒါပြန်ပွဲပွဲကိုသူ့နေအကောင်းဆုံးဒါချင်းကက်သွားနိုင်တယ်လို့ဒါမျှော်လင့်တယ်ပေါ့နော်โอเคပွဲစဉ်လေးကတော့ပြီးဆုံးသွားပြီဗျအဲ့တော့ပရိသတ်တွေအနေနဲ့ရောဒီပွဲစဉ်လေးကိုကြည့်ရှုပြီးသွားတဲ့နောက်ပိုင်းမှာဆိုတော့ဒါဘရိုနီကာအနေနဲ့ကျွန်တော်ဘယ်အပိုင်းတွေမှာဒါအားနည်းနေတယ်လဲပေါ့နော်ဘယ်အပိုင်းတွေကိုဒါအဓိကဒါအထူးအနေနဲ့ပြင်ဆင်သွားတင်တယ်လေပေါ့နော်ဒါနေနဲ့ပတ်သက်ပြီးကျွန်တော်အပတ် comment မှာလည်းဒါဝင်ရောက်ဆွေးနွေးပြရတယ်ပေါ့နော် โอเคဒီကနေ့ရဲ့တင်ဆက်မှုလေးကတော့ဒီလောက်ပါပဲဒါအဆုံးထိကြီးစုကြပြီးနေတဲ့ပေးသက်တူတယောက်ချီးစီတိုင်းကလေးဒါအခုလေးကြီးစုတင်ပါတယ်နောက်လာမယ့်နေ့တွေမှာလည်းဒီအားကစားလောကကစိတ်ဝင်စားစရာကောင်းတဲ့အကြောင်းအရာတွေကိုဆက်လက်ကြီးစုတုံ့ပြန်တင်ဆက်ပြီးသွားမှာဖြစ်တဲ့အတွက်ကြောင့်မို့ကျွန်တော်ရဲ့ channel လေးကိုလည်း like and subscribe မလို့ရသေးတဲ့ပေးသက်တွေရှိအောင်မယ်ဆိုရင် like and subscribe လေးနဲ့အပီခစ်ပြီးတော့အားလုံးကိုတောင်းဆိုချင်ပါတယ်ကျွန်တော်ကတော့အစီအစဉ်တင်ဆက်သူ Joseph ဖြစ်ပါတယ်အားလုံးပဲတိုင်းအောင်ပျော်ရွှင်တဲ့နေ့လေးကိုပိုင်ဆိုင်နေကြပါစေ